ကာတာနိုင်ငံကဒေတာရင်းတင်းမာနေမှုကိုအဆုံးသတ်ဖို့အာရပ်နိုင်ငံတွေနဲ့ဆွေးနွေးဖို့အသင်းရှိနေပေမဲ့သူတို့ရဲ့တောင်းဆိုမှုတွေကတချို့ကတော့မလိုက်ရောနိုင်ဘူးလို့သတိပေးပြောကြားလိုက်ပါတယ်။ကာတာဟာအကြမ်းဖက်မှုကိုအားပေးနေတဲ့အပြင်ဒေတာရန်သူဖြစ်တဲ့အီရန်နဲ့ပါဆက်ဆံမှုတွေရှိနေရဆိုပြီး Saudi Arabia, UAE, Bahrain နဲ့အီဂျစ်နိုင်ငံတို့ကကာတာကိုဒီလထဲမှာတန်တမန်အဆောက်အအုံဖြတ်တောက်ထားပါတယ်။အဲ့ဒီ၄နိုင်ငံကပဲပြီးခဲ့တဲ့တစ်ပတ်ကကာတာကိုတောင်းဆိုချက်၃ခုပါတဲ့စီးရင်တစ်ခုကိုပေးပို့ခဲ့ပြီးစီးရင်ထဲမှာကာတာကထောက်ပံ့ပေး ထားတဲ့အင်ဂျာဇီယာရုပ်တံကိုပိတ်သိမ်းဖို့နဲ့အီရန်နဲ့အဆက်အသွယ်လျှော့ဖို့အချက်တွေလည်းပါဝင်တယ်လို့သိရပါဗျ။ကာတာအစိုးရအနေနဲ့အဲ့ဒီတောင်းဆိုချက်တွေအတိုင်းလိုက်နာဖို့အချိန်ဆက်ရရရှိထားပြီးလာမယ့်ဇူလိုင်လ၂ရက်နေ့မှာသတ်မှတ်ချိန်ပြည့်မယ်လို့သိရပါဗျ။အစိုးရကပင်လယ်ကွင်းနိုင်ငံတွေနဲ့ပတ်သက်တဲ့ပြဿနာတွေကိုဆွေးနွေးဖို့စိတ်ဝင်စားပေမယ့်သူတို့ရဲ့တောင်းဆိုမှုအချို့ဟာမမျှတလို့လိုက်ရောပုံဖြစ်နိုင်ပါဘူးလို့ကာတာနိုင်ငံသားရဲ့ဝန်ကြီးအဘဒူရာမန်အေဒန်နီကဂျွန်လ29ရက်နေ့မှာပြောဆိုခဲ့ပါဗျ။ တာအနေနဲ့ IS Air Guider Hisbollah စစ်သွေးကြွအဖွဲ့တွေနဲ့ဆက်ဆံရေးကိုမဖြတ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့အဲ့ဒီဆက်ဆံရေးတွေတကယ်မရှိလို့ဖြစ်ပါတယ်။နောက်ပြီး Iran တပ်ဖွဲ့ဝင်တွေကိုလည်းမောင်းမထုတ်နိုင်ပါဘူး။ကာတာမှာသူတို့ တကယ်ရှိမနေလို့ပါလို့နိုင်ငံသားရေးဝန်ကြီးကပြောဆိုခဲ့ပါတယ်။ရုရှားနိုင်ငံဆိုင်ရာ UAE တန်အမတ်ကတော့တကယ်လို့ကာတာအစိုးရဟာတောင်းဆိုချက်တွေကိုမလိုက်ရောခဲ့ဘူးဆိုရင်အရေးယူမှုအစ်စ်တွေနဲ့ရင်ဆိုင်ရလိမ့်မယ်လို့သတင်းစာအင်တာဗျူးတစ်ခုမှာပြောဆိုသွားတယ်လို့သိရပါတယ်။